ဆိုင်ဆရာနေစုတော်ရဲ့တေရွာပြန်တို့ဤတွေ့ရှင်ပွဲဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့တကွာတက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်အပိုင်းချအမှုသမအမှုပြေသွားတော့လဲအတိဝင်လာမှုကနှောင်ခဲ့ပြီဖြစ်သည် လူစင်းဤလက်မြောက်တက်လာသည်မိအောင်မှာဓာသွားကတစ်ဖြက်ဖြက်လက်သွား၏အချိန်ဖြင့်ဝင်လာတော့ဓာသည်အမှုသမဤရင်ဝစီတို့ အ ကနေအော်ကြီးလိုက်တန်က နာကျင်မှုနဲ့အတူပြန်လွင်လာသည်လူကရှေ့သို့ငိုက်ကြသွားသည်ကိုလူစိမ်းကရှေ့မှနေ၍ပခုံးကိုစီးတွန်းထား၏ထို့နောက်ဓားကိုပြန်ဆွဲနှုတ်သည်ပြီးတော့နောက်တစ်ချက်ဆွတ်ခနဲထိုးလိုက်ရာ အမှုသမားမှာဤကနေအော်၍ခွေကြသွားသည် လူစိမ်းကသူ့ကိုယ်ကိုမိလာသည်ကိုရှောင်တင်းရန်နောက်သို့ဆုံလိုက်၏အမှုသမားလက်များကလူစိမ်း၏ကိုယ်ကိုလှမ်းဆွဲရင်းကျမ်းမြေပေါ်သို့ဝုံကနေလဲကြသွားသည် လူစင်းကိုမျက်လုံးအပြူသားနဲ့မော့ချင်ရင်တွန့်ကနဲနှစ်ချက်ဖြစ်သွားကငြိမ်သက်သွား၏။တွားပြီလူလောကနဲ့အဆက်ပြတ်သွားခဲ့ပြီ။လူစင်းကရက်နေရာမှာသူ့ဤဓာတ်ကိုငုံကြည့်သည်ဓာတ်တွင်ပေစွန်းနေသောသွေးများဓာတ်ဥမှကျမ်းပြင်သို့ကျနေသောသွေးဆက်များလူစင်းသည်ဓာတ်မှသွေးများကိုလဲကျတေဆုံးနေသူအမှုသမားဤကိုမှအင်ဂျင်နှင့်ပုတ်တုတ်လိုက်ပြီးသူ့ဤကောင်းကြီးအိတ်ထဲသို့ပြန်ထည့်လိုက်သည်ထို့နောက် လဲကျသေးဆုံးနေသူအမှုသမားဤဘေးတွင်ဒူးထောက်ထိုင်ချလိုက်ကရင်ဘတ်မှစီးကျနေသောသွေးများကို လက်ညှိုးနှင့်တို့ယူကထိုင်ရာမှပြန်ထသည်အိတ်ခမ်းခန်းစည်းထီရန်ပေါ်တွင်ကတ်ထားသောဆက်ကူပြူများပေါ်တွင် သွေးဖြင့်ရေလိုက်၏တစ်ချိန်တည်းဖြင့်သူသောစာက မပြီးသည်ဖြင့်နောက်တစ်ချိန်အမှုသမားဤကိုမှသွေးကိုလက်ညှိုးဖြင့်တို့ယူရပြန်သည်ပြီးမှဆလုံးကိုပီအောင်ဆက်ရည်သည်ရေးပြီးသွားသည်စာမဤသို့ဖြစ်၏မရရဲ့လုံးဆန်ခတ် မီပြီးရင်လူသက်သမားလူစိမ်းသည်တေဆုံးသူ အမှုသမားအားထွေကနဲတတွေးဖြင့်ထွေကအနာမထွက်လာပြီးပြွေနေတော်တကားမှအိမ်အောက်သို့ဆင်းသွားတော်သည်အိမ်ကလေးကအမောင်ထဲမှမလုံမရှက်အိမ်ပေါ်မှာကဖျောင်းနိုင်တိုင်းနဲ့တေဆုံးနေသူလူတယောက်လူသက်သမားလူစိမ်းအမောင်ထဲ၌ပြောက်ွယ်သွားပြီးငါးမိနစ်ခန့်ကြာတွင်အိမ်ရှိသူလူရိပ်တယောက်ရောက်လာပြန်သည်လူရွယ်တယောက်ဤပုံတံဖြစ်ဤထို့သူသည်ပြွေနေတော်တကားမှအိမ်ပေါ်သို့လမ်းကြည့်လိုက်သည်ဟွန်း မူးပြီးတော့အိတ်နေတာဖျောက်နိုင်မိတော့မငိမ့်နိုင်ဘူးနှုတ်မှခက်တိုးတိုးရေရွသည်ပြီးလင်လေကားမှအိမ်ပေါ်သို့လှမ်းတက်၏သူ့လက်မှလည်းတမြောင်တလက်နှင်ပါတကားဒုတိယလူစိမ့်သည် အိမ်ပေါ်ဆင့်သို့ရောက်ပြီးနောက်ဖျောက်နိုင်မိနှင့်လဲကျနေသူအမှုသမားကိုငုံကြည့်လိုက်ဟာသူ့နှုတ်မှအတိတ်တလန့်တန်ထွက်သွားသည်သို့မဟုတ်တန်တော်အာမေရိတ်တန်ထိုစဉ်ညီယောက်ျားပြန်ရောက်နေပါပြီအေးအိမ်မမမီးအောင်မြင်ရတယ်အိမ်ရှိမှအတန်း မိမတန်းခါတိုင်းလုံးမူးလာပြန်လာနေမှာပါပဲနောက်မိမတို့ရဲ့အတန်းကင်ကြီးဝင်သွားတော့ငါပြန်မယ်ဥမ်မနေ့ကျမှကျမအိမ်ကိုလာခဲ့မယ်နော်မမအေးပါအိမ်မော်ရင်ရောက်နေတော့ဒုတိယလူစင်းဒီမိမတန်းများကြောင့်ဘာလို့ရံမဲမသိဖြစ်သွားသည်အိမ်နောက်ဖက်သို့ဝင်ပြေး၍လည်းမဖြစ်အိမ်မော်မဒီတိုင်းဆက်နေ၍လည်းမဖြစ်မိမတယောက်ကတွတ်သွားတန်းကြရပြီးနောက်မိမတယောက်ကအိမ်စီသို့ရှောက်လာတန်းကြရသည် ထိုချိန်နာအိမ်မမလူသည်လေကားမှတရောတော်ဘာပြည့်စင်လာ၏အင်းရှိသူရောက်နေပြီးအိမ်မသူလှမ်းတင်ရန်ပြင်နေသည့်မိမကအိမ်မမပြင်းစင်လာသူကို အထိတ်တလန့်ကြည့်လိုက်ပြီးဟင်အကိုဟူအန်အားတင်စွာလှုပ်ခင်းနေအော်လိုက်သည်အကိုဟူအခေါ်ခံရသူဓာကင်ထားသည့်လူချင်းသည်မိမကိုတွန်းလိုက်ကတဟုန်တို့ပြေးထွက်သွားသည်မိမကရိုင်းသွားသောခန္ဓာကိုယ်ကို ပြန်ထင်းကအိမ်မော်သူအတော့တက်လာ၏ လဲကြသေးဆုံးနေတော့အမှုသမားကိုမြင်လိုက်သည်နှင့်ဖျားဖျားကိုညွတ်သေးပြီဟုရင်ကိုဖိ၍ရရွေလိုက်သည်ထို့နောက်အမလေးလာကြပါအောင်တော့ကျမယောက်ျားကိုဓာတ်နဲ့ထိုးတက်သွားလို့တိတ်ဆိတ်ငြိမ်တန်နေသောညတကောင်ရံတွင် ကြောက်လန့်တကြားအော်ဟစ်လိုက်တန်ကခွင်းဖောက်ထွက်လာသည်နနတိုင်းပြူပြဲတိုင်းဖြစ်သည့်အတိုင်းဘုရားရှိခိုးပြီးတရားထိုင်သည်အလေးချင်းကလေးရလာသည်ကတည်းကပြီးခဲ့သောတွေ့ကြုံများအရ တေရွာသို့အလဲရောက်သွားခဲ့သည်ဖြစ်လျာလောကီမကောင်းမှုတို့ကိုပုံမူကြောက်လန့်လာခဲ့မိသည်ကတခြားမှုတရားထိုင်မှု၌ဟိုယခင်ကားထက်ပုံမူမွေ့လျော်လာသည်အာယုံဤတည်ငြိမ်မှုကလည်းပူကောင်းလာ၏တမာတိပူ၍ကြလာသည်ဟုဆိုနိုင်သည် ပြန့်လွင့်စိတ်ကို ထိန်းလာ၌ခန္ဓာကိုယ်ရင်းရှိဖြစ်ပျက်တို့ကိုပညာမျက်စိဖြင့်ကြည်ဒဏ်လာသည်တရားတိုင်သည်ညောင်းကြိုက်ထုံချင်မှုတို့ကိုတီးခန့်ရှုမှတ်ကြောဖြတ်နိုင်ခဲ့ပြီး အင်းငယ်မှုအရာသာကိုလည်းတွေ့လာရသည်တက်ဆောင်စိတ်သို့မဟုတ်အင်းတဲ့စိတ်ကိုမြင့်အောင်တတိဖြင့်စီးနောင်နိုင်သည်ဖြင့်ဧည့်တဲ့စိတ်ဟုခေါ်သောလောဘဒေါသမောဟမာနဒိဋ္ဌိဝိသိကိစ္စထိနာဩရိစအဟိရိကအနောဓဘာဟုသောကိလေသာစိတ်များတစတစပုံမိုချိုးနှိမ်လာနိုင်မည်ဟုယုံကြည်၏တရားဖြုတ်မေတ္တာပို့အမြဝေစသည်ပြုမြန်ပရိကံများပြီးဆုံး၍ထာယမထလိုက်သောအခါတွင် ကျွန်တော်နောက်ဧကန်စတီနိုင်ထိုင်နေသောမိမကြီးတူကိုတွေ့ရသည် ကျွန်တော်တို့ရက်ွက်ထဲကပင်ဖြစ်လူချင်းမရင်နှီးလာတော့လဲလမ်းတွင်တွေ့ဆုံပြုံးပြနှုတ်ဆက်နေကြအမေနှင့်ကမူရင်းနှီးကျွမ်းဝင်ပုံရှိသည်အမေနှင့်ရှင်လျက်ထိုင်နေဒီမောက်ွယ်သားကိုတွေ့ခြင်းလို့စောင့်နေတာဒါဖះရှိကိုမပြီးသေးတာနဲ့အမေကစတင်ရပြောသည် အမေပြောရဆိုရင်ကျွန်တော်တန်းကိစ္စတခုရှိ၍ရောက်လာပုံပေါ်ဤဘာကြောင့်များပါနီဟုတ်ကဲ့ဘာများပါလိမ့်ခင်ဗျာ အမေတို့နဲ့မျက်နှာချင်းဆိုင်ဝင်ထိုင်ရင်ကျွန်တော်ကလန်ခင်ပေးလိုက်ရသည်အသက်60ဝန်းကျင်ရှိမည်ဖြစ်ပြီးလောကကြီးပင်ပန်းစီရင်မှုတန်းကိုခန်းစားခဲ့ရဟန်တူသည့်အိုမင်းနွမ်းဖြော့ခြင်းများဤပန်ရှင်မိမကြီးသည်ရုတ်တရက်ပဲကဆ၍ပြောရမှမသိဖြစ်နေပုံရလေသည်အမေကပင်ကြောင်းဝင်၍ဒေါညိုးတဲ့ဟိုဘက်တလန်းကျော်ကလေအဲ့ဒါကွယ်ညကသူသားမောင်သိန်းစောဖန်းခံရလို့ဒါကိုပြော့ပြတိုင်းမြင်ခြင်းလို့တဲ့ဟုတ်ဤတန်းပြောပေးသည်ဒီတော့မှ အတော်တို့ကဘာမှနားမလဲလို့ငါတူကိုအခုညီနာတောင်းတာပါကွယ်ဒီကအမေကငါတူချစ်သူရှေ့နေမှာကလေးရလဲဒုက္ခရောက်နေတဲ့သူတွေကိုကုညီဖြည့်ရှင်းပေးတတ်တယ်လို့ပြောမှုလို့ပါတော်ညူက ဝင်ပြောသည်အပြောမှာအာတုံအာနာဟန်များပါဝင်နေပြီးမျက်လုံးမှာလည်းတောကများပြည့်လျံနေသည်တတ်နိုင်သလောက်တော့ကျွန်တော်တို့အကူအညီပေးပါတယ်တော့ကျွန်တော်အနေနဲ့ရောမေဆန်ရှာအနေနဲ့ရောပေါ့ဒါပေမဲ့တခုတော့ရှိတယ် တကယ်ပြစ်မှုကျူးလွန်သူတယောက်နေနဲ့ကတော့ဥပဒေရဲ့အပြစ်ပေးမှုကိုခံရမှာတက်မလာပဲသူ့ကိုအပြစ်လွတ်အောင်တော့လုပ်လို့မရဘူးတော့အဲ့ဒါတော့အတော်သဘောပေါက်ပေးပါကျွန်တော်ကနားလေတင်ဒီကိုနားလေလက်ခံစီရန်ကြိုတင်၍စကားခံလိုက်ရသည်သို့မဟုတ်ပါကနောက်ပိုင်းတွင်အထင်မြင်လွဲစရာများဖြစ်လာတတ်၏ဖြစ်ခဲ့သောအတွေ့အကြုံများကလည်းမနေ့ပြီအပြစ်ကိုကျူးလွန်ခဲ့ပြီးမှအပြစ်မှခွင်းလုံးကျလွတ်လို့သူတွေကအနာတက်ကမှအဲ့ဒါတော့တော်နားလေပါတယ်ကွယ်အခုဟာကသားလေးက မကျူးလွန်ရဘဲနဲ့ဖမ်းခံရတာပါ။ဘာမှုနဲ့ဖမ်းခံရတာလဲ။လူတက်မှုတဲ့ခင်ဗျာ။ကျွန်တော်တုံ့လောက်သွားသည်။လောဘဒေါသမောဟမမန္နတွေကြောင့်လိန်ကြကောက်ကြရိုက်ကြနှက်ကြလူရက်ကြတက်ဖြတ်ကြသည်များကိုကျွန်တော်နေ့စဉ်နဲ့မျှကြားနေရ၏။ကျွန်တော်တို့မဂ္ဂဇင်းတိုင်းမှာကမှုခင်းသတင်းကြောင်နဲ့လည်းရှိသည်လေ။နေ့စဉ်ဆိုသလိုခုံမှုရိုင်းမှုမရိမှုလူတက်မှုသတင်းများကဝေလာမစဲတသေးသေး။ယခုလည်းကြားရပြန်ပါပြီ။ ဒါမဲ့သားလေးက तू မတက်ဘူးလို့ပြောပါတယ် तू မတက်ဘဲနဲ့အဖမ်းခံရတာလို့ပြောပါတယ်ရဲတွေကတော့အကြောင်းချက်မခိုင်လုံပဲမဆက်ဆက်မပတ်သက်ပဲနဲ့မဖမ်းပါဘူးတော့တခုခုတော့အကြောင်းရှိလို့နေမှာပါအဲ့ဒါတော့တော်တီတီကြကြမသိပါဘူးကွယ်သားလေးကတော့ तू မတက်ရကြအောင်ကြိမ်တွယ်ပြီးပြောရှာပါတယ် तू မကျူးလွန်တာအမှန်ဆိုရင်တော့ကျွန်တော်တို့စူးစမ်းကဲထုတ်လို့ရနိုင်ပါတယ်။ तू ကျူးလွန်တာမှန်ရင်တော့မရနိုင်ပါဘူး။ ကဲပါသားရဲ့ဒေါ်ညိုကတော့တောက်ရေလျောင်ရှင်းပြတတ်မှာမဟုတ်ဘူးဒီတော့သားနဲ့မေဆန်ရှားနဲ့ရဲစကန်လိုက်သွားပြီးရဲရာရှိကိုမေဆန်ကြည့်ပြီးမှဘာဆက်လုပ်ရမယ်ဘလို့ခြေနေရှိတယ်ဆိုတာစဉ်းစားဆုံးဖြတ်ကြပါလားအမေကဖြစ်စေခြင်းဒီဖြစ်တင်ဒီကိုဝင်၍အကြံပေးသည်အမေပြောတာမှန်တယ်ရဲရာရှိနဲ့တွေ့ပြီးမှပဲအကျိုးကြောင့်အကုန်သိမှာပါဒါနဲ့အတော့သားနာမည်ကဘယ်သူမောင်သိန်းစောပါဟုတ်ကဲ့ဒီလိုလုပ်ပါတော့ကျွန်တော်ဒီနေ့မေဆန်ရှားနဲ့တွေ့ပြီး ရဲစခန်းကိုသွားပါမယ်။ရဲရာစီနဲ့တွေ့ပြီးတော့ဆွေးနွေးကြည့်မယ်။ကိုသိန်းစော်ကကျူးလွန်ပုံမရှိဘူးလို့ယူဆနိုင်ကြတွေတွေ့ရှိရင်ကျွန်တော်တို့ကိုသိန်းစော်အတွက်လှုပ်တင်တာတွေဆက်လုပ်ပါမယ်။ကျေးဇူးတင်ပါတယ်ကွယ်။အဲဒါနဲ့တခုတော့ကြိုကြိုကြိုပြီးတော်ညို့အတန်ကရက်သွားတဲ့ဖြင့်ဗာများလဲတော့ပြောပါရှစ်ရှစ်ရှစ်နေငားရဲဆိုတော့လေးရှစ်နေခါကကျွန်တော်ပြုံးလိုက်သည်အဲ့ဒီအတွက်တော့ခေါင်းထဲကိုမထင်နဲ့ဘူးမေဆန်ရှားက ငွေရမှာအမှုလိုက်မယ်ဆိုတဲ့ရှိနေမျိုးမဟုတ်ဘူး။ကုညီတဲ့နေသူကိုကုညီမှာပါ။အဲ့ဒီအတွက်တော့စိတ်ချပါဟုပြောလိုက်ရသည်။အမေကလည်းတမီးလေးကတရားရုံးမရောက်ခင်ပြပြက်လွတ်မြောက်အောင်ကုညီနိုင်မှာပါမတ်ညိုရဲ့။ तू အဲ့ဒါလိုကုညီခဲ့တာတွေများပြီ။ပြီးတော့သားပြောသလို तू ကငွေရဖို့တကူတည်းကြည်ပြီးအလုံးလုံးတဲ့သူမဟုတ်ဘူးကွ။ဒါကြောင့်လဲကျုပ်တို့ကသားနဲ့သဘောတူပြီးရန်ကိုချင်းနေကြတာမြန်မြန်လက်ထပ်ဖို့တိုက်တွန်းနေကြတာဟုဖြည့်ဆွက်လေသည် ကျေးဇူးကြီးပါပြီကွယ်အတော်လည်းကျေးဇူးမမေ့တတ်ပါဘူးကွယ်အတော်မှာဒီသားလေးတယောက်ပဲအာကိုဘီနေနေရတာမို့ပါတော်ညူကပြောရင်ဆို့လာတော့မြင့်ရင်များကိုအင်ဂျီလက်မောင်းဖြင့်ပင့်တော့နေလေသည်ရှားနေကျွန်တော်အာရဲရရှိကစူဇန်အကဲခတ်ပြီးခင်ဗျားတို့ကမောင်းသိမ့်စော်နဲ့ဘာတော်လို့လဲဟုမေးသည်အကြည့်မှာစိမ့်သလောက်စကားတန်တွေကလည်းမပြော့ပြောင်းမငင်သာလာပြီရှားကမူဤသို့သောအတွေ့အကြုံများကိုများစွာ ရင်ဆိုင်ခဲ့ရဘူးသူပြီးပြီးအပြုံးမပြတ်ဖဲအပြေပေးသည် ကျမကရှင့်နေမေဇန်ရှားပါသူကစုံတော့မက်ဆင်ကအက်ဒီတာကိုနေတော့ပါကျမတို့ကကိုသိန်းစော်နဲ့အိမ်နီးချင်းမိတ်ဆွေတွေပါမောင်သိန်းစော်ကလူသက်တရားခံမှုဖန်ထားတာပါဗျခင်ဗျားတို့ကဘာသိချင်လို့လဲရဲရရှိကကျွန်တော်တို့မေဇန်ရှားတို့အကြောင်းကိုကြားဘူးဟန်မရှိပေနေမပြောင်းရွှေ့ရောက်ရှိတာဝန်ထမ်းဆောင်နေသူလည်းဖြစ်နိုင်ဒီစခန်းမှာရခင်ကသူ့ကိုမမြင်ဘူးပါထို့စဉ် ဟောဒေါ်မင်းဆန်ရှာတို့ဇုံတွဲပါလားဘာကိစ္စများရှိလို့ပါလဲဒီရင်တနီနှုတ်ဆက်တန်ကျွန်တော်တို့နောက်ပါမှာပေါ်လာသည်ကျွန်တော်ရောရှာပါလက်ကြည့်မိလိုက်ကြဤစကံမှုဥအောင်လွင်ဖြစ်နေသည်ပြုံးပြုံးကြီးရက်လျက်ကျွန်တော်ပခုံးကိုပင်လှမ်း၍ပုတ်လိုက်သေးသည်ဟောဆရာဥအောင်လွင်ကျွန်တော်တို့ကလေးစားသမှုဖြင့်ထိုင်ရာမှထဟန်ပြင်လိုက်သည်ဤတွင်ဥအောင်လင်ကလက်ဟန်ချီဟန်ပြင်ပြရင်းနေနေကိုနေတော်နဲ့မတ်မေဆန်ရှာခဲ့ပြောကျွန်တော်တို့ဘာကူညီရမလဲဟု နှွေးထွေးစွာပြောလေသည်စကမ်းမှုဥအောင်လွင်ရင်းနှီးကျွမ်းဝင်စွာနှုတ်ဆက်ပြောဆိုမှုကြောင့်တာဝန်မှုစပွဲမှာကျွန်တော်တို့နှင့်စကားပြောနေသောရဲအုပ်ကြီးမှာကျွန်တော်တို့ကိုအားတုံအားနာစွာကြည့်လေသည်အာကျွန်တော်တို့မိတ်ဆွေတယောက်ဖန်ခံနေရလို့ခဏလာတွေ့တာပါအမှုချောင်းလေးလဲတိကျင်လို့ဟာဒါလာရပါတယ်ကိုမျိုးဝင်းဒီရဆုံတော့ရှင်နေမကြီးနဲ့ဆုံတော့စာရေးစရာကြီးကိုအကူညီပေးလိုက်ပါဗျာခဲရညာဖန်လာတဲ့အမှုပဲနေမှာပါကဲ ကိုနီတော်နဲ့မတ်မေဆန်ရှာလဝက်တော်အာလုံကိုမျိုးဝင်းကိုပြအမလာနဲ့ကျွန်တော်တို့ခွင့်ပြုအောင်မြို့နယ်မှာစည်းဝေးလေးရှိလို့ဗျသွားလာအောင်မယ်။ဟုတ်ဟုတ်ကဲ့ပါကျေးဇူးပါပဲ။စကန်မှုဥအောင်လွယ်မှာကျွန်တော်တို့ကိုပြောဆိုပြီးရေးကြီးတုပ်ပြဖြင့်စကန်တွင်မှထွက်ခွာသွားသည်။တာဝင်ကြေတတ်သလောက်သဘောမနောကောင်းသောသဘောမနောပြေဝါသောတာဝင်ကိုလေးစားတတ်သောဥအောင်လွင်ကလေးစားသမှုပြသွားသောကြောင့်ထင်၏ရဲအုပ်မျိုးဝင်း၏မျက်နှာမှလည်းအနှဲငယ်ပြော့ပြောင်းချူသာသွားပေသည်။ကဲ ကျွန်တော်ကကူညီရမလဲရှာကအဒီလိုပါအမှုကြောင့်ကိုကျွန်တော်တို့ကတည်တည်ကြကြမသိပါဘူးကိုသိန်းစောအမေရောက်လာပြီးပြောပြလို့သိရတာအကျိုးကြောင့်သိပြီးလိုအပ်တာလေးတွေကူညီပြီးလုပ်ပေးရအောင်လာခဲ့တာပါဟုပြပြချုံမွေစွာပြောဆိုသည်ရှေ့တွင်မို့လားမသိအပြောကလိန်မာပါနတ်လာသည်ထို့ကြောင့်မင်းရဲ့အမျိုးဝင်းအမှုရာမှာပို၍နှစ်လုံးမှုစီးပြိုကြလာသည်ကိုသိန်းစောကိုဖမ်းရတာကဒီလိုပြညကကျွန်တော်တို့စကန်းကနေတိုင်းဖွင့်နေညဘက်ပတ်တရားကင်းလဲစင်မှာ ါကြပါအောင်ကျမရဲ့ယောက်ျားကိုဒါနဲ့ထိုးတက်သွားလို့ဆိုတဲ့အော်တန်ကြတာနဲ့အတန်ကြာရအိမ်ကိုကျွန်တော်တို့ရဲဖွဲ့ကပြေးသွားကြတယ်ဗျ။အဲ့ဒီချိန်မှာလူတစ်ယောက်ကဓားတစ်ချောင်းနဲ့ထွက်ပြေးလာတာကိုမြင်လို့ရဲတွေက စီးဖမ်းလိုက်တယ်။အဲ့ဒီလူကကိုသိန်းစော်ပဲဗျ။အခင်းဖြစ်တဲ့အိမ်ကိုရောက်သွားတော့ဓားတန်ရလို့ယူဆရတဲ့ထိုးသွင်းတန်ရနှစ်ချက်နဲ့ယောက်ျားတစ်ယောက်တည်ဆုံနေတာတွေ့ရတယ်။တည်ဆုံသူရဲ့အမိကကိုဘညွန်ပါ။ဘေးနားမှာငိုနေတဲ့သူ့မိန်းမမမြဝေကိုလည်းတွေ့ရတယ်။ မမြဝေကကိုသိန်းဆောင်ကိုမြင်တာနဲ့အဲ့ဒီလူအဲ့ဒီလူကျမယောက်ျားကိုဓာတ်နဲ့ထိုးပြီးပြေးစင်းသွားတာလို့ပြောပါတယ်ကိုသိန်းဆောင်ကတော့မဟုတ်ဘူးလို့ညင်းတယ်အဲကျွန်တော်တို့လည်းလောက်ဆရာရှိတာဆက်လုပ်တယ်နေရင်းဖွဲ့ကအကြောင်းကြားလို့ကျွန်တော်ကိုယ်တိုင်လိုက်သွားပြီးအခင်းဖြစ်ရာနေရာကိုစစ်ဆေးမှတ်တမ်းတင်ပြီးတိမ်ဆုံသူကိုပါညွန့်ရဲ့အလောင်းကိုတော့စင်ယုံပို့ပါတယ်ကိုသိန်းဆောင်ကတော့ဖမ်းလာခဲ့တယ်ကိုသိန်းဆောင်စီကဓာတ်ကိုသိမ်းပြီးလက်ဝေပါရဂူစီကိုပို့ထားတယ်ဓာတ်ကိုစစ်ဆေးပေးဖို့ ။သိပ္ပံစစ်ဆေးရေးဌာနကလည်းအစီရင်ခံထားပါတယ်။ကိုသိန်းစော်ကိုစစ်မေးပြီးပြီလားရှင်။မေးပြီးပါပြီ။သူ့ပြောရတော့သူတတ်တာမဟုတ်ဘူးတဲ့။ဒါပေမဲ့သူကလည်းဘာညွန်ကိုတက်ဖို့သွားတာတော့အမှန်ပါပဲတဲ့။အဲသူအိမ်မော်ရောက်သွားတဲ့အချိန်မှာကိုဘာညွန်ကတင်နေပါပြီတဲ့။သူလည်းကိုပါညွန်ဓာတန်ရနဲ့တည်နေလို့အံ့ဩနေလို့ကိုပါညွန်စနီးမမျှဝေရောက်လာတာနဲ့အိမ်ဘောကစင်းပြေခဲ့တာပါတဲ့အချိန်ကอืมအချိန်ကတော့ည7ခွဲလောက်ရှိမှာပါမုကင်းဆရာဝန်ကြီးစီက တည်ဆုံချိန်ခန့်မှန်းချက်ရရင်ချိန်စကြည့်လို့ရနိုင်ပါပြီ။ကိုသိန်းစော်ကလည်းကိုဘညွန့်ကိုတတ်ဖို့တွားတာဆိုတော့သူတို့မှရညှိုးရှိခဲ့တာကတော့အမှန်ပဲဖြစ်မှာပါ။အတည်ဆုံသူကိုဘညွန့်ရဲ့ဇနီးမမျက်ဝေကိုစစ်မေးတဲ့အခါကျတော့ကိုဘညွန့်နဲ့ကိုသိန်းစော်ကဒီကနေ့မနေ့ကပဲရန်ဖြစ်ခဲ့ကြတယ်လို့ဆိုတဲ့စကားများကြရာကနေကိုဘညွန့်ကနေလက်သီးနဲ့ထိုးလို့ကိုသိန်းစော်တော်တော်နာသွားခဲ့တယ်လို့ဆိုတယ်ဗျ။အဲ့ဒီကိုသိန်းစော်ကခမရတိမဲခမရကိုတတ်မဲလို့ကြိန်းသွားတာတွေကို ဘေးအိမ်တွေကလည်းမြင့်နေအဲ့ဒီဘေးအိမ်ကိုလူတွေကလည်းတက်တေးဖြစ်နေစစ်ချက်ယူထားပါတယ်ဒါဆိုရင် ကိုသိန်းစောကကိုဘာညွန့်ကိုတတ်ဖို့အကြောင်းရင်း motive ကလည်းခိုင်လုံနေအခင်းပြတ်တဲ့ scene of crime ကလည်းကိုသိန်းစောကိုဓာတ်နဲ့တူရဲကတွေ့ရှိဖမ်းမိတာရဲ့ဇနီးဖြစ်တဲ့မမျှဝေးကိုတိုင်းကကိုသိန်းစောဓာတ်ကင်ပြီးပြေးစင်းလာတာရဲ့ကိုမျက်မြင်သက်တေးရှိနေတယ်ဆိုတော့ကိုသိန်းစောကကိုဘာညွန့်ကိုတတ်တာတေးချာသလားရှိနေတာပေါ့နော်อืมဟုတ်ပါတယ်ဗျတော်မီဆန်ရှာ ။ဒါမှတော့သွေးတွေပါတွေများတွေ့ရလား။အလောလောဆယ်မျက်စိနဲ့ကြည့်တာတော့သွေးတွေမတွေ့ရဘူးဗျ။ဒါကလည်းကိုသိန်းစော်ကသွေးကိုတခုခုနဲ့တုတ်ခဲတာဖြစ်နိုင်ပါတယ်။တုတ်ယုံနေတော့လုံးဝမစင်နိုင်ဘူးထင်တယ်နော်ကိုမျိုးဝင်။အဲအဲ့ဒါကိုတော့ဓာတုဗေဒဝင်ယုံကအဖေကတက်တီခံပါပါ။မမြဝေက ကိုသိန်းစော်ကိုပါညုံကိုဓာတ်နဲ့ထိုးနေတာကိုတွေ့တယ်လို့ပြောသလားမပြောပါဘူးအိမ်မောကပြေးစင်းလာတာလို့ပဲပြောပါတယ်။ဟွန်းဥရီမျက်စိနဲ့ပြောရရင်တော့ကိုသိန်းဆောင်မှာ ဂဲပေါက်အဲအဲထွက်ပေါက်တွေရှိနေတယ်ပေါ့နော်တန်တရာအကျိုးခံစား권ရှိနေတယ်ဆိုရမယ်ကိုသိန်းတော်တတ်တာကိုမျက်မြင်သက်သေပါမရှိတာအမျက်မြင်သက်သေမရှိတာကိုတော့မပြောနိုင်လေဗျာဒီလိုရာဇဝဲမှုမျိုးမှာမျက်မြင်သက်သေမရှိအောင်စီမံကျွလွန်တတ်တာမျိုးပဲဗျာအဲ့ဒီခါမှာကျွန်တော်ကပတ်ဝန်းကျင်သက်သေတက်မဲ့သက်သေတွေနဲ့အမှုကိုတိဆောက်ယူရပါတယ်အဲ့ဒီလိုသက်သေတွေခိုင်လုံနေရင်အမှုကိုကောက်ချက်ဆွဲလို့ရပါတယ် ဒါမှသွေးမတွေ့တာကရော အပြောခဲ့ပြီးပါပြီဓာတုဗေဒဝင်ယုံရဲ့အဖြေကစကားပြောမှာပါအဲ့ဒီမှာတေသူရဲ့သွေးကန့်ညိနေတာရှိနိုင်ပါတယ်အဲ့ဒီသွေးကကိုပါညုံရဲ့သွေးနဲ့တူနေရင်တော့သိကြပါပြီအဲ့ဒီထားမှာသွေးလုံးဝမတွေ့ရှိရဘူးဆိုရင်ကောရှင်အာอืมအဲ့ဒါတော့ရဲ့မျိုးဝင်ကရုတ်တရက်အဖြေပြန်မပေးနိုင်မယ်ရှားကိုမျက်လုံးပြူရကြည့်နေသည်အတန်ကြာမှဒေါ်မီဆန်ရှားက တရားရုံးမှာတရားခံဘက်ကရှောက်လဲနေတယ်လို့လာမေးလာပြောနေတာလားဗျအမှုကိုရှင်းနေတာရှုပ်အောင်မလုပ်ပါနဲ့ကျွမ်းမီတူနေဟန်ရှိသောစကားကျွန်တော်ကဘာမှမပြောပဲပွဲကြည့်ပြိသက်ပင်လုံနေလာ၏ထိုချိန်မျိုးနိုင်ရှားကအမှုခင်းကိုအာယုံအကြည့်နှစ်ကနည်းနည်းနဲ့တွေးတွေးဆဆပြောတတ်လေးရှိရာဘိမနေရေးဝင်ပြောခြင်းမှာအနောက်ရှဲဖြစ်နိုင်သောကြောင့်ပင်ဖြစ်သည်ရှားကရှိမြဲပြုံးဖြင့်ပင်ကိုမျိုးဝင်းတို့အမှုတိဆောက်ရာမှာ တက်ခွင်ကြရင်တက်ခံရှိနေဘက်ကမေးလာနိုင်တဲ့မေးခွန်းတွေကိုကြိုတင်စဉ်းစားပြင်ဆင်လို့ရအောင်ပါရှိနေတာကိုရှုပ်အောင်လုပ်တာမဟုတ်ပါဘူးဟုချီချီငန်ငန်ပြန်ပြောလေသည်ရဲအုံမျိုးဝင်တစုံတရာမတုံပြန်အခင်းဖြစ်ရာအရက်မှာတခြားဘာများထူးခြားတာတွေ့မိတယ်လေရဲအုံမျိုးဝင်ကရှားမေးမှသတိရဟန်ဖြင့်အာကိုဘာညွန့်တို့အိမ်ထရံမှာကတ်ထားတဲ့ဆက်ကူပြူပေါ်မှာတော့ဆက်လုံးတစ်လုံးတွေ့တယ်ဗျမြည်တဲ့ဗျဟုပြောလေသည်ရှင်ဗျာ ရှားနေကျွန်တော်တယောက်မျက်နှာတယောက်ကြည့်မိကြသည်လာပြန်ပြီညီတဲ့တို့ဆိုရင်ကိုဘညွန့်တည်ဆုံးမှုသည် ကိုတာရင်တည်ဆုံးရမှုနဲ့ဆက်ဆံနေမလားကိုဘညွန့်ကိုတတ်သွားသူသည်ကိုတာရင်ကိုတတ်သွားသူပဲလားအချုပ်ခန်းထဲရှိကိုသိန်းစော်ကိုကျွန်တော်တို့သွားတွေ့ခွင့်ရကြသည်ကိုသိန်းစော်မှာအသားဖြူဖြူပိန်ပိန်ပါပါ လူဖလန်လေးဖြစ်သည်ကျန်းတန်းသောရုပ်ရည်မရှိလူပြော့ကလေးတူ၏ပုံပန်းလက္ခဏာရှိသည်မျက်လုံးများမှာကြောက်ရွံ့တုန်လှုပ်နေဟန်ထင်သာ နဲ့နိုင်ငံလေးနဲ့ဇကားပြောတော့လက်ခတ်အေးအေးကိုသိန်းစော်ကဘာကြောင့်ကိုပါညွန့်ကိုတတ်ဖို့ကြွားရတာလဲကိုသိန်းစော်သည်ရှားမေးကြောင့်မျက်နာပြောင်းသွား၏အနာတစ်ခုကိုလာ၍အစခံလိုက်ရသည့်ပမာတင်းပါသွားသောညူပောင်သွားသောမျက်နာနှင့်ဒေါသရောင်လက်လာသောမျက်လုံးများကိုကျွန်တော်တတိပြုမိလိုက်သည်ဒီလူကလူချုပ်မှ သူ့ကိုကျွန်တော်တတ်ချင်လို့အန်ကျိတ်ပြောသောစကားကျမတို့နားလည်အောင်ပြောပြပါလား ကျွန်တော်ခီးသွားနေတော့ကျွန်တော်ချစ်သူကိုသူအတင်းလက်ထက်ယူရယ်ဗျာကျွန်တော်ကြားရတာကတော့သူအရမပြုတ်ကျင်တာကိုခံရလို့မျက်ဝေကရှက်ပြီးသူ့ကိုယူလိုက်ရတာတဲ့ကျွန်တော်တို့ထင်မှတ်မထားတော့မြောက်ွက်တစ်ခုကပေါ်ပေါလာသည်နာကြီးဝယ်နှလုံးသားရေရာဒီချက်ကတော့ကိုပါညွန့်ကိုတတ်ဖို့လုံလောက်နေသည့်အကြောင်းရင်းပင်ကိုသိန်းစော်နဲ့မမျက်ဝေတို့ကချစ်သူတွေလားဟုတ်ပါတယ်ကျွန်တော်တို့ချစ်သူဖြစ်တာနှစ်နှစ်ကျော်ပါပြီလက်ထပ်ဖို့စူးစမ်းနေကြတာပါမပြေလည်သေးလို့ချိန်ဆောင်နေကြရင် ကျွန်တော်နိုင်ငံချင်းတယောက်ကငါးဖန်းဆက်လီမှာလာစားကောင်းကောင်းရမယ်ဆိုလို့ကော်တောင်းကိုလိုက်သွားတာရည်ရွယ်ချက်ကဆက်လီမှာလှုပ်ဖြင့်လှုပ်အစဉ်ပြင်းနဲ့အယောင်ဝယ်လေးပါလှုပ်ပြီးငွေစုဖို့ပါဖြစ်ချင်တော့အစဉ်ရမပြေဘူးကျွန်တော်တို့ပါသွားတဲ့ဆက်လီကမုန်တိုင်းမိပြီးမြုပ်တယ်ကျွန်တော်နိုင်ငံချင်းတည်သွားတယ်ကျွန်တော်ကန်ကောင်းပြီးတခြားဆက်လီတခုကကယ်လို့အသက်ရှင်ဝင်ရခဲ့တယ်ငွေကလည်းပြတ်လို့ရန်ကုန်ကိုမပြန်နိုင်မဲနဲ့ကြာသွားတယ်အခုပြန်လာတော့မြဝေနဲ့ဟိုလူကြီးတရင်ကကျွန်တော်ရင်ကိုစီးပြီးကန်တော့တာပဲ။ဒါကြောင့် ကိုသိန်းစုံနဲ့ကိုပါညွန်စကားများကြတာလားဟုတ်တယ်ကျွန်တော်ပြန်ရောက်တာမကြသေးဘူးမြဝေကိုတွေ့ပြီးကြိုးချောင်းမေးခြင်းပေမဲ့ရင်မဆိုင်ရဲပဲရက်နေနေကြာသွားတယ်မင်းကတော့မြဝေကိုတွေ့ကျင်တာရဲ့သူဘာကြောင့်တက်တော့ကိုမဆောင်ပဲဟိုလူကိုယူတာလဲဆိုတာရဲ့မိမယ်ဆိုသူတို့အိမ်ကိုသွားတာအိမ်မှာဟိုလူကရှိနေလေတော့တွေ့ပြီးစကားများရာကသူကကျွန်တော်ကို ထိုးကျင်ပါတယ်သူနဲ့ကျွန်တော်ကလူချင်းမမျှလေတော့ကျွန်တော်ခံရပါတယ်ရင်ထဲကနာကြည့်မှုရဲ့ကျွန်တော်ကိုမမှန်ရရင်ပြောပြီးထိုးကျိတ်တာရဲ့အကြောင်းကျွန်တော်မခံနိုင်ဖြစ်သွားတာပါ ဒါကြောင့်ခမရကိုတက်မယ်လို့ကျင်းငယ်မိပါတယ်။မနေ့ကတနေ့လုံးအဲ့ဒီအကြောင်းတွေတွေ့ပြီးညဘက်ကျတော့အရက်နဲ့ရဲစစ်တင်မိသူကိုစောင့်နေခဲ့ပါတယ်။လမ်းထိပ်ကနေစောင့်နေပြီးသူ့အိမ်ပြန်လာတာမြင်မှအချိန်နဲ့နဲ့ခွာပြီးလိုက်လာခဲ့တယ်။ရည်ရွယ်ချက်ကတော့သူ့အိမ်ကြမှာတက်ဖို့ပါ။ဒါပေမဲ့ကျွန်တော်သူ့အိမ်ရောက်သွားတော့သူကတေးနေပြီးကျွန်တော်မတက်လိုက်ရဘူး။တခြားတစ်ယောက်ကသူ့ကိုတက်သွားပါပြီ။ကိုသိန်းစောပြောပြနေဟန်မှာ တကယ့်ခန်းစားချက်များကိုဖွင့်အံချနေပုံပေါ်ပေါပြီးမြေများပင်လဲလျက်ရှိသည်တခါတရံအံကျိတ်ပြီးတခါတရံတောက်တောင်ခောက်လိုက်သေးသည်ကျွန်တော်ကိုရိုင်းမတက်လိုက်ရနော်ရပြဟူ၍ပြောလိုက်တယ်မှာနာနာကြီးကြီးကဲဘာမှတော့တိတ်ပြီးဆိုရင်ကြောင်းကြနေပါနဲ့ကိုသိန်းစော်မကျူးလွန်ဘူးဆိုရင်တော့အမှုမှန်ပေါ်မှာပါကျမတို့ပြန်အောင်မယ်ကိုသိန်းစော်ကိုနှုတ်ဆက်ပြီးချုပ်ခန်းထဲမှာထွက်လာရရဲအုံမျိုးဝင်းကကျွန်တော်ဘာများကူညီအောင်မလဲဗျဟုမေးသည် အားကျေးဇူးတင်ပါတယ်ကိုမျိုးဝင်ကျမတို့ကို ကိုဘာညို့မမြဝေတို့အိမ်လိပ်စာလေးဒါအားရပါတယ်ဗျရတယ်ဗျရဲအုံမျိုးဝင်ပေးလိုက်တော့လိပ်စာကိုကျွန်တော်တို့ရှာဖွေပြီးရရှိသွားကြသည်စီးရသားရက်ွက်ကလေးဖြစ်ပြီးအိမ်ကလေးများကပူပူကက်ကက်ဖျို့ဖျဲဖြစ်နေသည်ကိုဘာညမမြဝေတို့၏အိမ်မှာလည်းလမ်းဤအစွန်၌ဖြစ်ပြီးကစုံငင်းကလေး၏အဆက်တွင်ဖြစ်သည်။တုံးမင်အိမ်ဟုဆိုတော့လဲတဲကလေးသာသာဖြစ်ဓဏီဘိုးထင်ရန်ကဝါချန်ခင် ်ဘေးအများနဲ့အနှံ့ငယ်လှမ်းတီကိုကျွန်တော်တို့တတိပြုမိသည်ဒါကြောင့်ညကအခင်းဖြစ်တာကိုဘေးအင်ကမသိတာပဲဟုရှာကကောက်ချက်ပြုသည်မမြဝေကအိမ်ပေါ်သို့တင်းရင်တင်းခေါ်၍နေရာထိုင်ခင်းပေသည်အသက်20ကျော်အစိတ်ပင်မတည်သေးသည့်အွယ်ဒူဘုံကခန့်နွမ်းနွမ်းခတ်ယိုယိုကလေးဖြစ်အောင်လဲအသားကလေးညိုဝင်းဝင်းနဲ့မျက်နှာချကဖြစ်ဖြစ်သည်ကိုလုံးကိုယ်တွေကကြစ်လက်ဖြောင့်စင်း၏လပသောရုပ်ရည်ကလေးရှိသည်ဟု ဆိုတော်ရနိုင်၏ မမတို့ကရှိနေပါ ကိုသိန်းစော်ရဲ့ရှိနေဆိုပါတော့ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးကိုသိန်းစော်နဲ့ရဲစခန်းမှာတွေ့ခဲ့ပြီးပြီဆိုပါတော့အခုနဲ့တွေ့ခဲ့ပြီးပြီဟုတ်လားမမြဝေကြီးအမေသူမကြီးအမေမှာတစုံတစ်ခုသောကြောင်ကြဟန်ပါသည်ယောက်ျားဖြစ်သူကိုတတ်တပြင်းမုန်တီနာကြီးနေပုံမျိုးမမြင်ရရှာကသူမကိုကဲခတ်ကြည့်နေရမှသူကတော့သူရင်ဖွင့်ကျင်တာတွေဖွင့်ပြလိုက်တဲ့ပေါ့ကွယ်ဒါကြောင့်လဲ ညီမစီရောက်လာတာပါဟုမမျက်ဝဲဤရင်တဲကိုလည်းနှိုက်ယူကြည့်ရန်စကားခင်းလိုက်သည်သူသူကဘာတွေပြောလိုက်လဲယမျက်လုံးအဝိုင်းသားနဲ့စူးစူးဆဆအကြီးကရှားမျက်နှာပေါ်မှာကွန်းခိုလျက်ဩသူနဲ့မမျက်ဝဲချစ်သူဖြစ်ခဲ့တာလက်ထပ်ဖို့ကြိုးစားခဲ့တာမမျက်ဝဲကိုလက်ထပ်ဖို့ငွေစုကျင်တာနဲ့ခေါသားကိုသူဆက်လေးလိုက်ဖို့ထွက်သွားတာသူဆက်လေးမုံတိုင်းမိပြီးမှောက်တာဟင်သူသူဆက်လေးမှောက်တယ်ဩဗျာဗျာဒါကြောင့် သူ့တရင်အစာနာဖြောက်သွားတာ။ညီမကသူဆက်လေးမှောက်တာမသိဘူးလား။မသိဘူးလေခုမှသိရတာ။သူရောသူ့တငယ်ချင်းရောဘာတရင်မှမကြရတော့ဘာဖြစ်လဲဘယ်ရောက်နေလဲတီလာရှင်လားကျွန်မဘာမှမသိခဲ့ရဘူး။음ဒါကြောင့်လွယ်လွယ်ကျော်ကျော်လေးဖြစ်ကုန်တာပဲပေါ့။မမြဝေထံမှာရှိုက်တန်းကအင်ငနဲ့ထွက်လာသည်။အမရေကျမအမန်တိုင်းပြောပြစီတော့သူသူနဲ့ရလေ ကျမနဲ့လေမမရဲ့ချစ်သူမကဘူးဒါကြောင့်သူသူထွက်သွားပြီးနောက်မှာတိခဲရတာကျမမသူရဲ့ရှင်သွေးအိုးဟုတ်ပါတယ်မမရဲ့ကျမလည်းမလုပ်လို့လုပ်ရမယ်မသိဘူးသူတရင်ရလဲမရသူ့ကိုမျောတော့လဲပြန်ရောက်မလားအဲတဖက်နိုင်ငံရောက်ချင်းလဲရောက်မယ်လို့သူပြောသွားတာလဲရှိတော့ကျမခေါင်းမိတောက်ရတော့တာပဲဒီကိုဝင်ပေါ်လာရင်ကျမဘယ်လိုလုပ်ရမလဲဖျက်ဖျက်ချဖို့လဲကျမမလုပ်ချင်ဘူး ကြောက်တာရောသူ့ကိုဝင်မှုလိုချင်တာရောပေါ့နော်အိမ်မှာကိုဘညွန်းကအဲကျမတို့ဘေးအခန်းကိုလာငှားနေရတာကကျမကိုအတင်းအဓမ္မကြံစီတာခံလိုက်ရပြန်တယ်အဲ့ဒါနဲ့မထူဘူးဆိုပြီးကိုဘညွန်းကိုပဲမျက်စိမှိတ်ပြီးကျမကျူလိုက်ရတာဖြစ်ပြန်များကစိတ်ကူးရင်ထက်စမ်းတယ်လေစွာတကယ်ဘဝနေတဲ့ကဘဝတစ်ခုတနာစရာမိန်ကလေးတယောက်ဤဘဝနေနှလုံးသားကိုကျွန်တော်တို့မြင်လာရသည်ကံကြမ္မာရိုက်အောက်မှမြေစာပင်ကလေး ်ကရုဏာဖြင့်ကျွန်တော်ရောရှာပါမတ်မြဝေကိုကြည်နေမိကြ၏သူမ၏ကိုဝင်ကလေးကတိတာစကိုဘညွန်ကညီမနဲ့ကိုသိန်းစောအချောင်းကိုမသိဘူးပေါ့မသိပါဘူးမမဒါဆိုကိုဘညွန်ကညီမရဲ့ကိုဝင်ကသူ့ကိုဝင်ပဲထင်မှာပေါ့မတ်မြဝေကခေါင်းမဖော်ပဲခေါင်းညင်သည်ကိုဘညွန်ကဘလို့လူစားလဲမတ်မြဝေကခေါင်းပြန်မောလိုက်လူစိုးလူချမ်းကြီးပါမမရဲ့ အရက်တော့ဖဲရိုက်လုပ်တဲ့အလုပ်ကြလဲလက်ကြောမတင်ဘူးကျမကလည်းရဟဲ့နဲ့ဟဲ့လုပ်တဲ့ကျမအင်မတန်စိတ်ဆင်းရဲရပါတယ်ဒါမဲ့တီးခံပြီးနေလာခဲ့ရတာဒီကိုဝင်းချောင်းမှာကိုရောကိုဝင်းကတိတာလာပြီဆိုတော့မထုတ်ဘူးလူတိခံနိုင်နေဆိုပြီးကိုဘညွန်ကိုပြန်ပြီးကွာဖို့တောင်စဉ်းစားနေတာ ပြောရရင်အဲ့ဒီညကအဲ့ဒီအကြောင်းတွေကိုကျမမမနဲ့တော့တိုင်မင်တာအဲ့ဒါကြောင့်ကိုဘညွန်ပြန်ရောက်လာတော့ကျမမရှိတာ ဒါမဲ့ညာကညီမကကျမယောက်ျားကိုဒါနဲ့ထိုးတက်သွားတယ်လို့អော်တယ်မဟုတ်လားကိုသိန်းစောဆင်းပြေးသွားမှန်းသိရနေអော်ရာလီအဲ့ဒါဘာကြောင့်လဲကိုသိန်းစောကဖန်းခံရအောင်လားရှားဤကတိကတန်အမေမမဝေကခေါင်းခါသည်မဟုတ်ပါဘူးမမကိုသိန်းစောကိုမိမယ်မထင်လို့អော်ရာပါပြီးတော့အဲ့ဒီလိုမអော်ရင်ကျမကကိုဘညွန့်ကိုတက်မယ်လို့ဖြစ်နေမှာစုလို့ပါ ဟုတ်ပါပြီဒါထားပါတော့မမတခုမေးချင်တာကကိုဘညွတ်ဒီရက်ကွက်ကိုပြောင်းလာတာမကြသေးဘူးဆိုတော့သူအရင်ကဘယ်မှာနေခဲ့ဘူးတယ်ဆိုတာကိုမမျက်ဝေကိုပြောပြဘူးလားမမျက်ဝေကကောင်းငယ်သည်ဟုတ်ဟုတ်ကဲ့ပြောပြဘူးပါတယ်သူ့ဇာတိကအိမ်မဲကတဲ့ကျွန်တော်တို့နှစ်ယောက်ဤအချိန်များဆုံးသွားကြပြန်သည်အိမ်မဲကတဲ့ရှားကသူမ is limit ထဲမှာတစုံတရာကိုနှာယူဤတပ်ပုံလေးတပုံပင်ဖြစ်သည်တည်ဆုံးသူကိုတိုင်ဤပုံ မြိုင်သာဖုန်ကြီးချောင်းသွားစဉ်ကကိုထွန်းစာကိုပြခဲ့သည်ပုံညီမသူ့ကိုတွေ့ဘူးလားရှာကတက်ပုံကိုမမြဝေအားလှမ်းမရင်ပေးလိုက်သည် မမြဝေကတက်ပုံကိုယူကြည့်ပြီးတည်ဆုံနေပုံဖြစ်သောကြောင့်အံ့အားသင့်သွားဟန်ပေါ်လာရာကရှာကို ဖြတ်ခနဲပြန်မော့ကြည့်သည်ဒီဒီလူကတည်သွားပြီလားခုမေးလမ်းမေးသည်ဟုတ်တယ်နှစ်ပတ်လောက်ရှိပြီဆိုပါတော့ကျွန်မမြင်ဘူးတယ်ဘယ်မှာမြင်ဘူးတာလဲ ကျမယောက်ျားကိုပါညွန့်စီလာတာတစ်ခေါက်တွေ့ဘူးတဲ့တစ်ခေါက်ကကျမတို့မင်္ဂလာဆောင်တော့ကနောက်တစ်ခေါက်ကတော့တလှလောက်ရှိပြီသူတို့နှစ်ယောက်တော်တော်ရင်းနီးလာငယ်တငယ်ချင်းနေလို့ပြောတာပဲတော်တော်ခင်မင်ချပုံတော့ပေါ်တယ်သူတို့အိမ်မဲမြို့ပေါ်ကလာမြို့ပေါ်ကတော့မဟုတ်ဘူးနဲ့တူတယ်မမရွာတရွာကပဲဘာရွာလဲအဲအဲ့ဒါတော့ကျွန်မမသိဘူးမမကဲမမတို့ကိုဟိုညကကိုပန်းညွန်တည်ဆုံးနေတဲ့နေရာကိုပြပါအောင် ဟုတ်ကဲ့မမ မမြဝေကထိုင်ရမထသည်တို့တော့သူမတို့အိမ်ကကျင်းချင်းမှု ကျွန်တော်တို့ထိုင်နေသောနေရာနဲ့အခင်းဖြစ်ရာနေရာမှာဘာမှမဝေးကွာလာပြီဒီနေရာပဲမမမမြဝေညွန်ပြတော့ကျမ်းပြင်မှာချောက်နေသောသွေးဆက်ကလေးများပင် ရှိနေသေး၏ညိုနေသောအဆက်ကလေးတချို့ရှားကြီးကအိတ်ခမ်းနိုင်ရန်ရှိဆက်ကူပြူပေါ်မှဆက်လုံးလေးစီရောက်သွားသည်ရှားကထိုဇလုံးကို အနီးသို့ကပ်ပြီးကြည့်သည်မြည်ကိုတိုင်ရင်တည်ဆုံးစဉ်ကနိုင်ရန်မှလည်းဤဇလုံးမျိုးကိုပင်တွေ့ခဲ့ရသည် ွေးနဲ့ရေးထားသောစလုံးဟူမာတော့ကလိုပဲတစ်ချိန်နဲ့ရေးတာမပြီးလို့နှစ်ချိန်ရေးရတာပဲလက်ညှိုးနဲ့တို့ပြီးရေးတဲ့ပုံပဲစလုံးရဲ့အနေထားကိုကြည့်ရတာဟိုတခါကလိုပဲအရက်က9ဘီရှစ်လောက်ရှိမယ်ပြောရရင်တယောက်တည်းဖြစ်ဖို့တေချာသလောက်ပဲနေုံတခြားတက်သေးကန်လေးပါလိမ့်များဘာမှန်းတွေ့ရမလဲရှားကြည့်ရရှားကကျွန်တော်ကိုပြောရင်အခန်းကလေးတွင်ဟိုဟိုဒီဒီလိုက်လံကြည့်ရှုနေသည်မမျက်ဝေကတော့ဘာမှမပြော ကျွန်တော်ဒီလန်ရှားနေတူ အခန်းတွင်သို့ဝေ့ဝဲကြည့်နေမိဟောရှားကအခန်းတောင်ကလေးတွင်ထိုင်ချလိုက်သည်ကို တွေ့ရ၏ဘာတွေ့လို့လဲကျွန်တော်ကရှားနာသို့ချင်းကဲသွားပြီးကြည်လိုက်သည်စိတ်လိတ်တူကလေးဒေါမြမွေတစိ့စေဘောလိတ်တူကလေးနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင် ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တာပါ